因为我不需要依靠斗地穴了，就能走到今天。ဒီအပိုင်းမှာတော့လဲပေါက်တို့ရံမျိုးကနေရုတ်တရက်ပေါ်လာတဲ့ရင်ရွံကြောက်ရောင်းဝယ်ရေးကလင်းမိသားစုနဲ့ပတ်သက်နေတယ်ဆိုတာသိသွားပါတယ်အခုမှကြည့်ရတာတကယ်ပဲသူတို့ထမ်းမှုရွာကနေရင်ရွံကြောက်တထုကျော်ကိုတူးဖော်တွေးရှိခဲ့ပုံပဲဆိုပြီးတော့တွေးမိလိုက်ကြပါတယ် ဒီလိုအချိုးမြမျိုးကလင်မီသားစုစီရောက်သွားတဲ့အတွက်လဲပေါက်ကတော့ကျေနပ်မနေပါဘူးအစားကသူ့အပိုင်လေကို့အပိုင်ကိုတန်ဖိုးမှမထားတော့သူများစီရောက်သွားတာမဆန်းပါဘူးရှဲချန်ကတော့သူ့မှာအကြံတစ်ခုရှိတယ်ဆိုပြီးတော့လင်မီသားစုရံမျိုးကိုအယောင်းဝယ်လို့ဖို့ထတ်သွားနေတော့သူတို့တစ်ခုခုလောက်ကြမယ်ဆိုပြီးတော့ပြောလိုက်ပါတယ်ဘာလို့မလဲဆိုတာကတော့မပြောပြပေမယ့်လဲပေါက်ကတော့တော်တော်လေးသဘောကျသွားတဲ့ပုံပါပဲအဲ့ဒီချိန်လင်မီသားစုမှာတော့လင်ကျန်းရှန်ကလင်းတုံကိုဒီတစ်ခါခေါ်ထုတ်လာတာသူ့ကိုဘဟုတုတတွေတိုးပွားစေချင်တာမို့လို့စိတ်ချဖို့လင်လျှောက်ကိုပြောလိုက်ပါတယ်လင်လျှောက်ကလည်းပြောတာကိုလက်ခံပါတယ်ဒါပေမဲ့ ရန်မြို့မှာကလူတွေများပြီးတော့ရှုပ်ထွေးတာကြောင့်စိတ်ပူနေတာပါအဲ့ဒီအချိန်မှာပဲနောက်ထပ်နှစ်နာရီလောက်နေရင်လင်းတုံပြန်လာပြီးပြန်ဆူတော့မဲ့အကြောင်းကိုပြောပြလိုက်ပါတယ်စိတ်မပူနဲ့လို့ပြောချင်တဲ့သဘောပါပဲအဲ့ဒီမြင်ကွင်းကိုခိုးပြီးကြည့်နေတဲ့လူတယောက်ကတော့ရှိနေပါတယ်ဈေးထဲမှာကတော့တောသားမျိုးတက်လေးဟိုကြည့်ဒီကြည့်နဲ့လိုက်ဆက်ဆူရင်းနဲ့စမ်းချပစ္စည်းမျောစင်ကိုတွေ့သွားပါတယ်ဒါကြောင့်ချက်ချင်းပဲဝင်ကြည့်လိုက်ပါတယ်အထက်ရောက်တော့တော်တော်လေးကိုခန်းခန်းနာနာဖြစ်နေပြီးတော့အရင်ဆုံးဓာတ်ရီရောင်တဲ့စီကိုသွားပြီးတော့ဆက်ဆုလိုက်ပါတယ်။ရောင်တဲ့သူကတော့သူ့စီကပစ္စည်းတွေအကုန်လုံးကအကောင်းစားတွေကြည့်ပဲဆိုပြီးတော့အာမခံရင်နဲ့អော်လိုက်ပါတယ်။ တန်နတားကိုတွေ့တော့လင်းတုံတယောက်အထူးဆန်းလှုပ်ပြီးကြိလိုက်ပါတယ်တန်နတားဆိုတာကတန်မဏိနဲ့အစတရာကြောက်ကနေပြီးတော့သွန်းလောက်ထားတာဖြစ်ပြီးတော့ငှက်မွေးတွေကိုတောင်းခုတ်ဖြတ်နိုင်တဲ့အထိပါဒါအပြင်နာမည်ကြီးအင်းဝိဇ္ဇာတယောက်ကဒီအပေါ်မှာယွင်ဆွမ်းအားနဲ့အင်းတွေကိုထုဆစ်ထားပါသေးတယ် ဒါပေမဲ့လင်းတုံကတော့မဝဲပါဘူး။နောက်တနေရာကိုထွက်သွားပါတယ်။လင်းတုံသွားကြည့်တယ်။နောက်တနေရာမှာတော့ရွံကြောက်တုံးပိုင်းဆောက်ကိုတွေ့လိုက်ရပါတယ်။ပြီးတာနဲ့ဘေးပပတ်လေကိုကြည့်လိုက်ပြီးတော့ရံမျိုးလိုမပြောရဘူးဆိုပြီးတော့ရေရွတ်လိုက်ပါတယ်။အဲ့ဒီချိန်အပြာဝင်းနဲ့အဖိုးကဘေးကဖြတ်သွားတော့အဖိုးအိုကလင်းတုံကိုကြည့်ရင်းနဲ့စွမ်းရင်ပါရမီတော်တော်လေးကောင်းတာကိုခံစားလိုက်မိပါတယ်။လင်းတုံတယောက်သူ့ကိုတယောက်ယောက်ကြည့်နေတာကိုတိလိုက်ပေမဲ့လှည့်ကြည့်လိုက်တော့ဘသူ့ကိုမှမတွေ့တာကြောင့်ကြောင်တောင်တောင်ပဲပြန်လှည့်သွားပါတယ်။ သွားနေရင်တနည်းအားကိုရောက်သွားတော့အိတ်ကလေးတစ်လုံးကိုကြည်ရင်နဲ့သဘောကျသွားတာကြောင့်ကင်ကြည့်ဖို့လို့တော့ဆိုင်ရှင်ကဆွဲလုလိုက်တာကြောင့်ဘာလဲရောင်းမမဟုတ်လားအလှပြထားတာလားဆိုပြီးတော့ဖြေလိုက်ပါတယ်။အဲ့ဒီအိတ်ကတော့ခြံခွန်တင်းနဲ့လှုပ်ထားတာဖြစ်ပြီးတော့အစစ်နှစ်အင်းဝိဇာဖန်တီးထားတဲ့အစစ်နှစ်ခြံခွန်အိတ်ပါပေးပေမဲ့လေကစားပွဲခုံတစ်လုံးစာလောက်ကတော့အသာလေးထည့်နိုင်ပြီးတော့ပေါ့ပေါ့ပါပါတည်သွားနိုင်ပါတယ်။နေနုံတယောက်ဒီလိုမှော်ဆန်တဲ့ပစ္စည်းမျိုးအရင်ကမမြင်ဘူးမကြားဘူးခဲ့ပါဘူးအင်းဝိဇာဆိုတာကကြီးမြတ်တဲ့နိုင်ငံတော်ကြီးမှာပြိုင်ဆန်ရှားလုပ်ငန်းတစ်ခုလုပ်တဲ့သူတွေကိုအင်းဝိဇာလို့ခေါ်ကြတာဖြစ်ပါတယ် သူတို့ကကောင်းကင်နဲ့မြေကြီးကြကရွံစွမ်းအားတွေကိုအထူးစမ်းကြတဲ့အင်းွက်တွေတွေကိုစိတ်ဝင်နိုင်စေတာကြောင့်နာမည်ကျော်ကြပါတယ်။ရှင်းပြရရင်တော့အရှိအီးမို့လို့ဇလန်းကိုပဲဆက်လိုက်ပါမယ်။ဆိုင်ရှင်ကတော့လင်းတုံကဝင်နိုင်လိမ့်မယ်မထင်တာကြောင့်လှူလိုက်တာပါ။ဒါပေမဲ့လင်းတုံကတော့ဈေးဘလောက်မှုလို့လဲဆိုပြီးမေးလိုက်ပါတယ်။ဆိုင်ရှင်ကတော့ရွံရင်ကြောက်48လုံးနဲ့လာလဲဆိုပြီးတော့ဈေးခေါ်လိုက်ပြီလေ။ ။လင်မီသားစုကကြောက်တုံး400ကျော်အတွက်အချိန်2လလောက်ပေးပြီးတော့ရှာခဲ့ရပြီးတော့အခုချန်ခွန်အဲ့ရတန်ဖိုးကမိသားစု2လစာဝင်ငွေရဲ့10ပုံတစ်ပုံရှိနေတာကြောင့်သူ့မှာရှိတဲ့ရွံရွံဆေးလုံးတွေကိုထုတ်ပြလိုက်ပါတယ်။ဆိုင်ရှင်ကလည်းဆေးလုံးတွေကိုကြည့်ပြီးတော့တော်တော်လေးသဘောကျသွားတာကြောင့်အပေးယူဖြစ်သွားပါတယ်။ဆေးရအာနိသင်ကပျော်ပြောင်းညင်သာပြီးတော့ကိုခန္ဓာကျင့်ကြံသူတွေနဲ့မြေကဘာယွင်အဆင့်ကျင့်ကြံသူတွေအတွက်တော်တော်လေးကိုအကျိုးများပါတယ်။ပြီးတာနဲ့လင်းတုံတယောက်ဆိုင်ကထွက်လာတဲ့အချိန်မှာပဲလက်ကကြောက်ဆောင်ကအယောင်တောက်လာပါတယ်။ဒါကြောင့်အနားကလင်းနေတဲ့ပစ္စည်းစီကိုတွားကြည့်လိုက်တော့တက်သားလေးတစ်ခုဖြစ်နေပါတယ်။ ဒါကပါလဲဆိုပြီးတော့မေးလိုက်တော့ဆိုင်ရှင်ကသူလွန်ခဲ့တဲ့နှစ်ပေါင်းများစွာကတိုင်းသဘာကုံတဲစီကဝယ်ခဲ့တာဆိုပြီးတော့ရှင်းပြလိုက်ပါတယ်ရှိခိကနတ်တက်သားရဲ့ဒဇာအနေနဲ့ပဲသိပါတယ် ဘယ်လိုသုံးဝင်လဲဆိုတာကိုတော့ရောင်းတဲ့သူကိုယ်တိုင်လည်းမသိပါဘူး။ဒါပေမဲ့ခုနကတခင်မလေးတယောက်ကဒီတသားကိုသဘောကျသွားပါသေးတယ်။လိုချင်ရင်တော့ဈေးကောင်းပေးရင်ရောင်းမယ်ဆိုပြီးတော့ပြောလိုက်ပါတယ်။ဆိုင်ရှင်လိုချင်နေတာကတော့ရန်ရွင်ကြောက်30ပါ။လင်းတုံကတော့ရန်ရွင်ဆေးလုံးနဲ့လဲလို့ရမလားဆိုပြီးတော့အလွယ်လေးပဲထုတ်ပေးလိုက်ပါတယ်။လင်းတုံတကောင်ရန်ရွင်ဆေးလုံးတွေကိုရေလိုသုံးနေတာပါ။အဲ့ဒီချိန်မှာပဲနေအောင်ဆိုပြီးတော့အဖွဲတစ်ဖွဲရောက်လာပါတယ်။ဦးဆောင်တဲ့သူကတော့မင်းကလေးပါ။အကြောင်းကတော့တသားကိုလာလူတာပါ။နောက်တစ်ခါမှာတော့လဲပေါက်တို့လေမီသားစုရံမျိုးကိုတွားတာရံရွင်ကြောက်တွေတွားရောက်တာအမှန်ဖြစ်တဲ့အကြောင်းအတည်ပြုလိုက်ပါတယ်အဲ့ဒီအချိန်မှာပဲသူတို့ရဲ့မိတ်ဆွေဟောင်းကြီးတယောက်ရောက်လာပါ တယ်ရံမျိုးမှာတော့ဟိုကောင်မလေးကဒီနတ်တတာကိုအရင်တွေ့တာဖြစ်ပြီးတော့ရံမျိုးမှာသူတဘောကြတဲ့အရာမှန်သမျှဘယ်သူမှသူ့စီကလာလူရဲတာမရှိဘူးဆိုပြီးတော့ပြောလိုက်ပါတယ်လင်းတုံကတော့ပစ္စည်းဖို့ပေးပြီးတဲ့သူကအပိုင်မဲလေဆိုပြီးတော့မလျှော့ပါဘူးအဲ့ဒါနဲ့ဟိုဘက်ကအရင်ဓာတ်နဲ့ယူလာတဲ့အခါမှာတော့လွယ်လွယ်နဲ့မယူလိုက်နိုင်ပါဘူးဓာတ်တွေအကုန်လုံးတနေရာကိုစိုက်သွားပါတယ်စိတ်ဆွမ်းရင်လည်းလှုပ်လိုက်တာကြောင့်မလို့ပါဘယ်ကကြုံမော်ရောက်လာတာလဲဆိုပြီးတော့ကောင်မလေးလန့်သွားပါတယ်အဲ့ဒါကတော့ခုနကကျွန်တော်တို့တွေ့ခဲ့တဲ့အဖိုးကြီးဖြစ်ပြီးတော့ကောင်မလေးရဲ့ဆရာပါ ဲ့ဒီအချိန်လင်ရှန်းတယောက်သူ့အဖေစီကိုမြင်းနှကောင်နဲ့အသေးစံရောက်ချလာပါတယ်။နဂါနဲ့အဖွဲကသူတို့ရဲ့အိမ်ကိုဝိုင်းထားတဲ့အကြောင်းလာပြောတာပါ။တကယ်တော့လင်မီသားစုရဲ့ကျွမ်းကျင်သူတွေအကုန်လုံးခရီးမှပါလာတာကြောင့်အခုကြံနေခဲ့တဲ့ကောင်းကင်ယွမ်အစဉ်ကျင့်ကြံသူဆိုလို့လင်ခန်းတယောက်ပဲရှိပါတော့တယ်။ဒါကြောင့်လင်ရှန်းကိုတရင်လာပို့ခိုင်းတာပါ။နေမိသားစုနဲ့ငကားနဲ့အဖွဲကဘာပြဿနာမှမရှိပါဘူး။ဒါဆိုရင်ဘာလို့လာတိုက်ရတာလဲ။တိတိကျကျစဉ်းစားမိပြီးတဲ့နောက်မှာတော့လဲမိသားစုရဲ့လက်ချက်မှန်သဘောပေါက်သွားပါတယ်။ဒါကြောင့်လင်းမန်လင်းလျှောက်ကိုခေါ်ပြီးတော့လင်းကျဲရှန်တယောက်အိမ်ပြန်ပြီးကူပိုလ်လုပ်လိုက်ပါတယ်။အဲ့ဒီချိန်ကြည်ရွယ်ကတော့လင်းတုံကသူ့ဆရာမျက်စိကျနေတဲ့သူဖြစ်တာကြောင့်မို့လို့အလျှော့ပေးဖို့ ဲဆုံးဖြတ်လိုက်ပါတယ်။တကယ်တော့သူကိုယ်တိုင်ကလည်းမျှော်စင်ကိုခိုးပြီးလာခဲ့ရတာမို့ဆရာကလည်းပြန်မပြောဘူးပါဇက်ပိတ်ထားရပါသေးတယ်။အလျှော်ပေးလိုက်ပြီမဲ့လင်းတုံကိုတော့ကြည်ရတဲ့ပုံမပေါ်ပါဘူး။ပြီးရနဲ့ဆရာကြီးကဓာတွေကိုယူပြီးတော့လေဘော်ကိုမြောက်ပြလိုက်ရင်နဲ့အင်းဝိဇာလုံမလားဆိုပြီးတော့မေးလိုက်ပါတယ်။တကယ်လို့လင်းတုံမှာသာလျှော်ဝဲချက်မရှိရင်ဒီလိုတာမန်မဟုတ်တဲ့ဆွမ်းအားရှိသူကတပည့်အဖြစ်လက္ခဏာကိုဝမ်းသာမိမှာပါ။ဒါပေမဲ့အခုတော့ကြောက်ဆောင်ရှိထားတာကြောင့်ဒီအဖိုးကြီးရဲ့ရှေ့မှာလျှော်ဝဲချက်ကိုဖုံးနိုင်ဖို့ဆိုတာယုံကြည်ချက်မရှိတဲ့အတွက်ညင်လိုက်ပါတယ်။ အဖိုးကြီးကတော့ရပါတယ်ဆိုပြီးတော့တကယ်လို့စိတ်ပြောင်းသွားခဲ့ရင်ရွှေတောင်းကုံတဲ့အဖွဲ့အစည်းမှာလာရှာဖို့ကိုပြောလိုက်ပါတယ်လင်းတုံတယောက်ကျေးဇူးတင်ကြောင်းပြောပြီးတော့ထွက်သွားတော့မယ့်အချိန်မှာပဲအဖိုးကြီးကစာအုပ်တုပ်ကိုလက်ဆောင်ပေးလိုက်ပါတယ်အင်းဝိဇာအကြောင်းပို့တိသွားစေချင်တာကြောင့်မို့လို့ပါအဲ့ဒီအချိန်မှာလင်းမီသားစုကတပည့်ကရောက်လာပြီးတော့သူတို့အလစ်တိုက်ခံရတဲ့အကြောင်းကိုသတင်းလာပို့ပါတယ်ချင်းထန်းနဲ့ရှောင်းရန်ကထမ်းမှုရွာမှာပဲရှိနေပါသေးတယ်ဒါကြောင့်လင်းတုံတယောက်ထမ်းမှုရွာကိုအရင်သွားဖို့ကိုဆုံးဖြတ်လိုက်ပါတယ်ထမ်းမှုရွာမှာလည်းအဆောင်တချို့ကလဲကြနေပြီးတော့ချင်းထန်းတို့ကလည်းအဝိုင်းခံထားရပါတယ် ဟိုဘက်ကဥဆောင်လာတဲ့သူကတော့ငကားနဲ့အဖွဲကဒူကောင်းဆောင်ဝူရှပါလက်တောက်လောက်လေးတွေကများဆိုပြီးတော့ထမ်းမှုရွာကိုအသာတကြီးပေးဆိုပြီးတော့တောင်းပြီးတော့တိုက်ဖို့ရှိတဲ့သွားတော့ရှောင်းရံရဲ့ခုံအုပ်ချက်မှာတင်မလုပ်ပါနဲ့မလုပ်ပါနဲ့ဟိုးစတော့မလုပ်ပါနဲ့ဆိုပြီးတော့လန်သွားကြပါတယ်ဝူရှကတော့တလိမ့်ဆန်လေးတကောင်ကိုဘာလို့ကြောက်နေရလဲဆိုပြီးတော့သူကိုယ်တိုင်ပဲပြေးတိုက်ပါတယ် င်အားမမျှတာတာကြောင့်ရှောင်းရံလေးကလည်းမှောက်သွားပြီလေအဲ့ဒီချိန်မှာပဲလင်းတောင်ရောက်လာပါတယ်ပြီးတာနဲ့ငကားနှစ်ကအဖွဲနှစ်ဖွဲခွဲလိုက်ပြီးတော့သူတို့မိသားစုကိုတိုက်တာတော်တော်လေးကောင်းတဲ့လုပ်ရဖဲဆိုပြီးတော့ရီးလိုက်ပါတယ်ချင်းထံကတော့ဘာလို့လင်းတောင်တယောက်တည်းဖြစ်နေရလဲဆိုပြီးတော့မေးလိုက်တော့အဖိုးနဲ့အဖေကအိမ်အမြန်ပြန်သွားတဲ့အကြောင်းရှင်းပြလိုက်ပါတယ်ဟူရှားကတော့လင်းတောင်ကိုအထင်မကြီးပါဘူးလင်းတောင်ကသူတို့နောက်ွယ်မှာလက်မဲရှိတယ်မလားဘသူလဲဆိုပြီးတော့မေးပေမဲ့ဟူရှားကတော့ရန်ရန်ကြောက်တထုကျော်ကြီးကိုဘသူကဝယ်စုမြူခြင်းမလဲဆိုပြီးတော့ပြန်ဖြေလိုက်ပါတယ် င်းတုံကတော့တောက်ပူရီလို့ပြောပြီးတော့နဂါးနဲ့အဖွဲကလဲမိသားစုလက်ထဲကဓာတ်တလက်ဖြစ်နေမှာပဲစိုးရတယ်ဆိုပြီးတော့ပြန်ပြောလိုက်ပါတယ်ဒါပေမဲ့ဟူရှာကတော့ပြေးတိုက်ပြီလေဟူရှာကကောင်းငင်ယွမ်းစင်ကျဉ်ကျန်သူပါဒါကြောင့်လင်းတုံတယောက်နောက်ကိုလွှင့်သွားပါတယ်အလိုမပေးဘူးဆိုပြီးတော့တိုက်ချလိုက်တော့တေးပြီးထင်းနေပေမဲ့ရှင်နေသေးတာကြောင့်နည်းနည်းတော့လန့်သွားပါတယ်ပြီးတာနဲ့လင်းတုံကချင်းထန်းကိုအစီကံတွေကိုခေါ်သွားပြီးတော့တကားဝါမှာသွားဆောင်နေဖို့ပြောလိုက်ပါတယ်ဟူရှာတယောက်လင်းတုံကိုကြည့်ပြီးတော့နောက်နှစ်နှစ်ဒါမှမဟုတ်နှစ်နှစ်အတွင်းမှာကောင်းငင်ယွမ်းစင်ကိုရောက်နိုင်လိမ့်မယ်ဆိုပြီးတော့ကောက်ချက်ချလိုက်ပါတယ်ဒါကြောင့်မဲစောစောစီးစီးရှင်းပြလိုက်ဖို့ကိုဆုံးဖြတ်လိုက်ပြီလေပြီးတာနဲ့လေခွဲလက်ဝါးကို သုံးလိုက်ပါတယ်လင်းတုံတယောက်ကာထားရင်းနဲ့ပဲယွင်ဆွမ်းရင်နေကုံတော့မှာကိုသတိထားလိုက်မိပါတယ်မူရှာကလည်းဘလောက်ကြကြစောင့်နိုင်ရလဲကြည့်ရသေးတာပေါ့ဆိုပြီးတော့ထပ်တိုက်ချလိုက်တဲ့အချိန်မှာပဲရန်ရွယ်ဆေးလုံးနေအကုံတောက်ချလိုက်ပြီးတော့ပြန်တိုက်လိုက်ပါတယ်ဒါပေမဲ့ဝူရှာကတော့ဂလီထိုးသလောက်ပဲရှိနေတယ်ဆိုပြီးတော့လင်းတုံတိုက်တာကိုခြေဖြတ်လိုက်ပါတယ် အံပွဲကိချိတ်ပိတ်ချင်းအဆင့်နှစ်ကိုတုံးလိုက်တဲ့ချိန်မှာတော့ဒီကောင်လေးကပါရမီရှင်မဲဟာဆိုပြီးတော့နည်းနည်းရှိန်သွားပါတယ်။ဒါကြောင့်အရှိန်ကိုမြင့်ပြီးတော့ထပ်တိုက်လိုက်တဲ့အခါမှာတော့လင်းတုံတယောက်အဆင့်သုံးကိုထုတ်သုံးလိုက်ပါတယ်။နှစ်ဖက်စလုံးအထိနာသွားကြပါပြီ။လင်းတုံကလည်းနောက်ကိုလွင်သွားပြီးတော့ဝူရှားကတော့ပြန်ထလာနိုင်ပါတယ်။အဲ့ဒီအချိန်ရှောင်းရံတကောင်ဝူရှားနဲ့ထိတိုက်တွေ့ပြီးတော့အကန့်ခံလိုက်ရပါတယ်။ဒါပေမဲ့လည်းလက်မလျှော့သေးပါဘူး။ချင်းထန်လာပြီးတော့နှိုးတဲ့ချိန်ကျမှပဲလင်းတုံတယောက်အတိပြန်ဝင်လာပြီးတော့ထူးထူးဆန်းဆန်းရံကန်းဆွမ်းအားတွေကသူ့ကိုယ်ထဲကိုဝင်လာပါတယ်။ ရွှန်စွမ်းရင်နေကုံသွားပြီးတဲ့နောက်မှာတော့ကောင်းကင်ယွင်အဆင့်ကိုဖြတ်ကျော်ဖို့ခွင့်ရေးကိုလင်းတုံကခံစားလိုက်မိပါတယ်။ရှောင်းရံလိုပဲတကယ်ကိုအချိန်ကြိုက်ပါပဲ။အဲ့ဒီအချိန်ငကားနှက်အဖွဲကတခြားတစ်ဖက်တွေကလည်းရောက်လာကြပြီလေ။ဒီမှာကောင်းကင်ယွင်အဆင့်ကိုဖြတ်ကျော်ခြင်းနေရလားကိုသေတွင်ကိုတူးတာပဲဆိုပြီးတော့ဟူရှာကပြောလိုက်ပါတယ်။အဆင့်ကျော်ဖြတ်တဲ့အချိန်ကအားအနေဆုံးချိန်ပဲလေ။ဒါကိုတော့သိကြမယ်ထင်ပါတယ်။ဒါကြောင့်လင်းတုံကိုတတ်နိုင်တဲ့သူတတိယခေါင်းဆောင်ဖြစ်မယ်ဆိုပြီးတော့ကြေညာလိုက်ပါတယ်။ ်လင်းတုံကတော့ချင်းထန်းကိုအချိန်ဆွဲထားပေးဖို့ပြောလိုက်ပါတယ်အစင်းကြော်ဖြတ်မှာပဲဟူရှာကိုနိုင်တော့မှလေလာတိုက်တဲ့သူတွေကိုချင်းထန်းနဲ့ရှောင်းရံကပြန်တိုက်ပြီးတော့ကာဝယ်လိုက်ပါတယ်ဒါပေမဲ့ဟူရှာရဲ့တကွက်မှာတင်းနှစ်ယောက်လုံးမှောက်သွားပြီလေမလှုပ်နိုင်တဲ့လင်းတုံကိုတကောင်ကဓာတ်နဲ့ပြေးပြီးထိုးပါတော့တယ်ချင်းထန်းလေးကလည်းမထနိုင်ပါဘူးဒါပေမဲ့ပြေးထိုးတဲ့ကောင်မဲနောက်ကိုလွန်သွားပါတယ်အစင်းကြော်ဖြတ်တာကပြီးသွားပြီမို့လို့ပါအခုဆိုရင်ကောင်းကင်ယွမ်အစင်းကိုစမ်းကြည့်ဖို့အချိန်ရောက်ပြီလေဟူရှာကတော့ကြောက်ထူးတုံနေပါပြီပြီးရနဲ့လင်းတုံတကောင်ဆွမ်းအားတွေကိုထုတ်ပြလိုက်ပြီးတော့ပြေးထိုးလိုက်ပါတော့တယ်နှစ်ချက်ပဲထိုးရသေးတယ်နိုင်သွားပါတော့တယ် အဲ့ဒီဝူရှားတည်သွားတဲ့သတင်းကလည်းလေပေါက်တို့စီကိုရောက်သွားပြီးတော့လင်းတုံကတက်တာဆိုတာကိုမယုံကြည်နိုင်ဖြစ်နေကြပါတယ်။အခုတော့အစည်းအဝေးတွေအကုန်လုံးကတဲတဲ့ရေတုံဖြစ်ကုန်ပါပြီ။ဒါကြောင့်သူအဆင့်တက်ပြီးမှပဲလင်းမိသားစုကိုအမြင့်ဖြတ်ဖို့လေပေါက်တယောက်ဆုံးဖြတ်လိုက်ပါတော့တယ်။လင်းတုံတယောက်ဘာတွေဆက်ပြီးကြုံရမလဲဆိုတာနောက်တစ်ပိုင်းမှာဆက်လက်ဆောင်ကြည့်ပေးပါဦး။ကျွန်တော်တို့ channel ကိုလည်း like and subscribe လေးလုပ်သွားကြပေးပါဦးခင်ဗျာ။